ီနေရာကတော့ကျွန်တော်တို့ကဘာပေါ်မှာတာမန်လူတွေသွားခွင့်မရှိတဲ့နေရာတစ်ခုပါအဲ့ဒါကစစ်ဘက်ဆိုင်ရာစခန်းတွေလည်းမဟုတ်ဘူးအစိုးရပိုင်နက်မျိုးလည်းမဟုတ်ဘူးအဲ့ဒီနေရာကအန်တာတိကတိုက်ပါ ဟုတ်ပါတယ်တိုက်ကြီးတစ်ခုလုံးပိတ်ပစ်ထားတာပါတော်တော်များများကအန်တာတိကတိုက်ကို ရေခဲပြင်ကြီးနဲ့ပင်ကွင်းတွေရှိတဲ့နေရာလို့ပဲသိကြပြီးတော့လက်တွေ့မှာတော့အဲ့ဒီထက်ကိုပိုပြီးနက်နဲပြီးတော့ဖေးနိဆန်ပါတယ် ပထမဆုံးအနေနဲ့အန္တာတိကတိုက်ကလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာတုန်းကပုံမှန်ရာသီဥတုပုံစံမျိုးရှိခဲ့ပြီးတော့တတဝါတွေနဲ့ကျင်းနဲ့ကြက်စားခဲ့တယ်ဆိုတာကိုသိပ္ပံပညာရှင်တွေကခြောက်ဖွေတွေ့ရှိခဲ့ပါတယ်။အခုချိန်မှာတော့အန္တာတိကရဲ့68ရာခိုင်နှုန်းကရေခဲတွေနဲ့ဖုံးလန်းသွားခဲ့ပါပြီ။အန္တာတိကရေခဲမျက်နှာပြင်ရဲ့အနက်က5ကီလိုမီတာလောက်ထိကိုနှက်ပြီးတော့ကမ္ဘာမြေကြီးရဲ့ပြူဝါတာ67ရာခိုင်နှုန်းက အန္တာတိကတိုက်မှာခဲနေတာပါအကယ်လို့ဒီရေခဲတုံးတွေအကုန်အေးပြောကြသွားမယ်ဆိုရင်ကဘာကြီးရဲ့ပင်နယ်ရေမျက်နှာပြင်ကို60မီတာပေ200လောက်ထိထိုးတက်သွားနိုင်ပြီးတော့ထမအူဆုံးအနေနဲ့အနီးနားကမြို့တွေအကုန်လုံးကိုဖုံးလွှမ်းသွားမှာပါဒီအန္တာတိကတိုက်ရဲ့အခုလက်ရှိအနီးဆက်ဆုံးရှာဖွေတွေ့ရှိမှုတစ်ခုကတော့ 2019ခုနှစ်ကဒီရေခဲမနက်ပြင်အောက်မှာ3.5ကီလိုမီတာအနက်ရှိတဲ့ကျောက်ကြီးတစ်ခုပဲဖြစ်ပါတယ်။စဉ်းစားကြည့်တိုင်းရင်ဒီလောက်သိပ်ပံနည်းပညာခက်ကြီးမှလာဒီရေခဲပြင်အောက်မှာထင်ရှားပြီးကြီးမားတဲ့ကျောက်ကြီးကို2019ခုနှစ်ကမှရှာဖွေတွေ့ရှိခဲ့ကြတာဆိုတော့ကျွန်တော်တို့မသိတဲ့မမြင်ဘူးတဲ့အရာတွေကဒီအောက်မှာတော်တော်များနေပါလား။ ။နောက်တစ်ပတ်မှာတော့ဒီအန်တာတိကတိုက်နဲ့ပတ်သက်ပြီးတော်တော်စိတ်ဝင်စားမှုကောင်းတဲ့အချက်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ subscribe လုပ်ထားကြပါအောင်ခင်ဗျ။သုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။